အားလုံးပဲမင်္ဂလာပါဗျာအောင်သူ knowledge sharing ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အောင်သူပါကျွန်တော်ဒီနေ့ပြောပြချင်တာကတော့ Office 365 version မှာပါဝင်တဲ့ VStep function နဲ့ Xstep function ကိုအသုံးပြုပြီးတော့ internet service report ကို dynamic ထုတ်ပြန်မယ်နီလန်ဖြစ်ပါတယ်တော့ dynamic report တွေထုတ်ပြန်တဲ့အခါမှာကျွန်တော်တို့က data တွေကို update လုပ်လိုက်တာနဲ့တပြိုင်တည်း report တွေကလည်းအလိုလျောက် update ဖြစ်ပြီးတော့ဇာတ်ကွက်ရဲ့အတိုးအရှေ့အကြီးအသေးကိုအလိုလျောက်ညှိနှိုင်းပေးသွားမှာပါကောင်းပါပြီ ဒါဆိုရင်ကျွန်တော်တို့ကဘယ်လိုလုပ်မှလဲဆိုတော့ကျွန်တော်မှကအခုလိုမျိုးမှတ်ထားတဲ့ database တစ်ခုရှိတယ်။ဒီ database က row ပေါင်းကျွန်တော်တို့9000ကျော်ပါဝင်တယ်။အဲ့တော့အဲ့ database ထဲမှာကျွန်တော်တို့တချို့သောစကားလုံးတွေကို update လုပ်လိုက်မယ်။ဟောဒီဘက်က report တွေပဲပြောင်းမယ်ပေါ့။အဲ့တော့ဒီ database ထဲမှာကျွန်တော်က employee ဆိုတဲ့ column ပါပါတယ်။အမှန်တော့ employee ကကျွန်တော်မှစုပေါင်း25ယောက်ပဲရှိတာဖြစ်ပါတယ်။အဲ့ဒီ25ယောက်ရဲ့ ရောင်းပေးထားတဲ့ရောင်းအားတွေကိုအခုလိုမျိုးတယောက်ချင်းစီတီးထက်ပေါင်းมาဖြစ်တယ်။နောက်တစ်ခုကအဲဆိုကြပါဆိုကျွန်တော်ကဒီ data 3ကိုအခု update လုပ်လိုက်မယ်။အဲ employee 3ယောက်ပဲရှိတဲ့အတွက်အဲ3ယောက် ਨੇ ပတ်သက်တဲ့ data တွေကလည်းအခုလိုမျိုးအဲ reporting တွေကအလိုလျောက်ပြောင်းလဲသွားတဲ့စနစ်ကိုကျွန်တော်တို့ဘယ်လိုလုပ်အောင်လဲဆိုတာပြောပြပေးမှာပါ။ control z နောက်တစ်ခုကကျွန်တော်ရဲ့ database မှာဥမာဆိုကြပါဆိုကျွန်တော်ကအောင်သူဆိုပြီးတော့ထည့်လိုက်တယ်။ကျွန်တော်ရဲ့ report မှာလည်းအခုလိုမျိုး auto update ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်တို့လေ့လာကြည့်အောင်။ဟောပါပြီဒီသင်္ကန်းစာလေးမစတင်ခင်မှာကျွန်တော် YouTube Channel လေးကိုလည်း Subscribe လုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်။ကျွန်တော်ရှင်းပြတဲ့ Video File လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်း Like Share လေးလုပ်ပြီးတော့မျှဝေသွားနိုင်ပါတယ်။ဒီအားလုံးပဲသင်္ကန်းစာစလာရအောင်။အခုကျွန်တော်မှာ Employee ဆိုတဲ့အကွက် column ကိုဒီနေရာမှာထားမယ်။ Sales ဆိုတဲ့ column ကိုဒီနေရာမှာထားမယ်။ဒါဆိုရင်အဲ့ဒီ column ခေါင်းစဉ်နှစ်ခုလုံးကဒီဘက်က data table မှာရှိတယ်။ဒါကြောင့် data table ကိုကျွန်တော် extend နဲ့လုပ်မယ်ပေါ့ extend ဲ့တော့ hdef function က array တစ်ခုနဲ့တစ်ခုဒီလိုမျိုးရှိနေတဲ့ array တစ်ခုနဲ့တစ်ခုကိုအလျားလိုက်အနေအထားเนาะကျွန်တော် set ချင်သုံးတာဖြစ်တယ်ကျွန်တော်ဒီ employee ဆိုတဲ့စကားလုံးပေါ်ခြင်းနဲ့ဒါ array round 1မှာ employee ကိုထားလိုက်မယ်နောက်တစ်ခုက sales ဆိုတဲ့စကားလုံးပေါ်ခြင်းနဲ့ array 2မှာကျွန်တော် sales ဆိုတဲ့စကားလုံးထားလိုက်မယ်ပြီးရင် controller နောက်ခေါက်မယ်ခေါက်လိုက်တဲ့နောက်ပြိုင်နဲ့ employee နဲ့ sales နဲ့ရိုက်ပေါ့အဲ့တော့ကျွန်တော်ကဒီမှာရှိနေတဲ့เนาะဝန်ထမ်းနာမည်တွေကိုစစ်ထုတ်မှာဖြစ်တယ် ဆဲထုံးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့တူနေတဲ့ဝန်ထမ်းနံပါတ်တွေကိုကျွန်တော်ဖယ်လိုက်ရမယ်။အဲ့တော့တူနေတဲ့စကားလုံးတွေကိုဖယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ unique ဆိုတဲ့ function ကိုသုံးပါတယ်။ဒီ unique ဆိုတဲ့ function ဒီ Office 365 version မှာပါဝင်တဲ့ Excel version 2019မှာစတင်ပါဝင်တဲ့ function ဖြစ်တယ်။ဒါကြောင့်မို့လို့ UNI download download tab erase ရဲ့နေရာမှာနံပါတ်တွေရိုင်းမှတ်ထားတဲ့ column ကိုဆက်လက်မှတ်မယ်။ control shift down arrow control backspace ်ပြီး control under ဒါဆိုရင်ကျွန်တော်မှရှိနေတဲ့ဝန်ထမ်း25ယောက်ရဲ့နာမည်ကိုရရှိပြီးဒီဝန်ထမ်းတွေကိုကျွန်တော်ကအခရာဆင်လိုက်စီချင်လာပါတကယ်လို့စကားလုံးတွေကိုအခရာဆင်လိုက်စီချင်နေဆိုရင်ကျွန်တော် soft function ကိုသုံးနိုင်တယ်အဲ့တော့ကျွန်တော်ကဒီ unit function နေရာမှာအခုထပ်ပြီးတော့เนาะအာလုပ်မယ်ဘာလဲဆိုတော့ sort sort เนาะအဲ့တော့ကျွန်တော်အခုဒီနေရာမှာ ქვენ ပဲပြီးတော့ control under ခေါက်လိုက်ရင်အခုလိုမျိုးအဲအခရာဆင်လိုက်စီပေးထားတဲ့နံပါတ်တွေကိုရမှာဖြစ်တယ် ။ကောင်းပြီ။အဲ့တော့အာကျွန်တော်ကအခုဒီနေရာမှာရှိနေတဲ့အဲအကြောင်းအရာတွေပြင်ဟောဒီဘက်ညာဘက်ဘေးကက်ရက်ကော်လံမှာသူတို့နဲ့တက်ဆိုင်တဲ့စုဝေါင်းရောင်းအားတွေကိုပေါင်းမှာဖြစ်ပါတယ်။အဲ့တော့ညာဘက်ဘေးကော်လံတစ်ခုထပ်ထည့်ကျွန်တော်ကျွန်တော်က h dot function ကိုပဲသုံးမယ်။အဲသတ်မှတ်ထားတဲ့နာမည်နဲ့ကိုက်ညီမှပေါင်းကျင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ sum bit function ကိုသုံးပါပါ။ကောင်းပြီဒါဆိုကျွန်တော် f2 key နှိပ်လိုက်မယ်။နှိပ်ပြီးသွားတဲ့ဒီပိုင်းနဲ့အဲကျွန်တော်က အဲသူ့ရဲ့ဘေးမှာထပ်ထည့်ရှင် တော့ h တက်နော် tab ခုန်လိုက်တယ်ခုန်ပြီးတော့အဲ့ဒီပြိုင်နဲ့အဲကျွန်တော် comma ကုတ်တယ်ဒါဒီ array 1ဖြစ်သွားပြီအာ order under လေးခေါ်လိုက်မယ်ခေါ်ပြီးတော့အဲ့ဒီပြိုင်နဲ့ကျွန်တော်နောက်ထပ်နော်အဲ summary function ကိုသုံးမှာဖြစ်ပါတယ်အဲ့တော့ down arrow တိတ်မယ် tab ခုန်မယ် summary ဆိုတဲ့နေရာမှာ ပေါင်းကျင်တဲ့ gain တွေကိုမှတ်ထည့်ရမယ်ဒါဆိုရင် control shift down arrow control backspace comma criteria range ဆိုတဲ့နေရာမှာ ကျွန်တော်ပေါင်းခြင်းတဲ့စကားလုံးတွေရိုက်မှတ်ထားတဲ့ဟောဒီ employee ဆိုတဲ့ column ကိုဆက်လက်မှတ်ပြီးထည့်ပေးရမှာဖြစ်တယ်။ဒါကြောင့်မလို့ control shift down arrow control back space call မှာ criteria ဆိုတဲ့နေရာမှာတော့ဟောဒီ last space array ထဲမှာရှိနေတဲ့စကားလုံးနဲ့တူရင် ပေါင်းပါလို့ပြောချင်တာ။ဒါဆိုဒီ array ကြီးတစ်ခုလုံးကို syntax ထဲထည့်ဖို့မဖြစ်နိုင်ဘူး။အဲ့ဒီအဖြေတွေကိုထုတ်ပေးထားတဲ့ပထမဆုံး syntax ကိုကျွန်တော်ကအဲဒီနေရာမှာ copy ကူးထည့်လိုက်မှာဖြစ်ပါတယ်။ဟောမီ control c control v ဒါဆိုရင်တော့ကျွန်တော်ရဲ့ syntax ရေးသားခြင်းပြီးဆုံးသွားပြီဖြစ်တယ်။ဒါကြောင့်မလို့ h step function အတွက်ကျွန်တော်ဝင်တခွင်းထပ်ပိတ်လိုက်မယ်။ပြီးရင်တော့ကျွန်တော် control enter ခေါက်လိုက်မယ်ပေါ့။ခေါက်လိုက်တာနဲ့ဒီပိုင်းနဲ့အခုလိုမျိုးအာနာမည် alike ပေါ့။တက်ဆိုင်ရာအယောင်းဝန်ထမ်းရဲ့နာမည် alike ပေါင်းပေးထားတွေ့ရလိမ့်မယ်။အဲဒီတော့အာကျွန်တော်တို့ကအာဒီနေရာမှာအောက်ဆုံးမှာဒါ total ဆေးဆိုပြီးကျွန်တော်ထည့်ခြင်းတာ။အာထည့်ခြင်းတော့ကျွန်တော်က h step function ကို v step function ကိုသုံးအောင်မှာဖြစ်ပါတယ်။အဲ့တော့ v step function ဒီ array တစ်ခုနဲ့တစ်ခုကိုပူးပေါင်းပေးတယ်။ ီးတော့သူက vertical downline အနေထားဆက်ပေးတယ်ပေါ့ဥမာ array 1ဒီ1 array 2ဒီ2 array 3ဒီ3ဖြစ်တယ်အဲ့တော့ကျွန်တော်ဒီဒီ formula ကို save drop ထဲမှာရေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့เนาะ control shift u နှိပ်ပါ formula ဘာကိုချဲ့ခြင်းလဲဆိုရင် control shift u နှိပ်ပါဟောပြီကျွန်တော် control h နဲ့ဖြတ်လိုက်မယ်ဗျာပြန် under ခေါက်လိုက်မယ်ပေါ့အဲဒါဆိုရင်တော့ကျွန်တော်ဒုတိယအာဒီမှာ h step function တစ်ခုရပြီ control shift u အဲ့တော့ကျွန်တော်ကအခု vertical အနေထားပေါင်းမယ် ဒါဒီ array 1ဖြစ်တယ် array 2ကကျွန်တော် copy ကူးထားတဲ့ syntax ကိုထည့်မယ် array 3ကကျတော့ total column ကိုထည့်မယ်အဲ့ဒီ array 3ခုကိုကျွန်တော် downline အနေထားပေါင်းနေတာဒါကြောင့်မလို့အရှိဆုံးမှာကျွန်တော် v stack လို့ရေးလိုက်မယ် tab ခုန်လိုက်မယ်ပြီးတော့ရင်တော့အာကျွန်တော်ဒါ v stack မှာ array 1ဒီ h stack function ကိုထည့်ထားတဲ့ comma ကုတ်မယ်ကုတ်ပြီးတော့အနဲ့ order enter နှိပ်မယ်ပြီးတော့ကျွန်တော်ဒုတိယ formula ကို control v နဲ့ copy ကူးထည့်လိုက်မယ်ကူးထည့်လိုက်တာနဲ့တပြိုင်နက်တည်းဒါဒုတိယ formula ရောက်လာပြီ comma ကုတ်မယ် order enter ဲ့တော့ကျွန်တော်ဒီနေရာမှာ h stat function ကိုသုံးပါပါ h stat function မှာကျွန်တော် total sales ဆိုတဲ့စကားလုံးရေးခြင်းနဲ့အောက်ဆုံးစာကြောင်းပါဒါကြောင့်မလို့ကျွန်တော် total sales လို့ရေးလိုက်မယ်ပြီးသွားရင်တော့ကျွန်တော်က h total sales ရဲ့ညာဘက်ကရက်မှာပေါင်းပေါင်းလက်တွေကိုပေါ်ပြခြင်းတာဖြစ်တယ်ဒါကြောင့် sum function ဘယ်သူတွေကိုပေါင်းမှာလဲဆိုတော့ဟောဒီ total ခန်းတွေကိုပေါင်းမှာ control shift down ရဲ့တို့ control bus b ကောင်းနော်ပြီးသွားရင်တော့ဒါ h stat function အတွက် syntax ရေးသားခြင်းပြီးဆုံးသွားပြီပြီးရင်တော့ကျွန်တော်တို့ ဝင်ပိတ်လိုက်ပါပြီးရင် control enter ခေါက်လိုက်ပါခေါက်လိုက်တာနဲ့တပြိုင်နက်အခုလိုမျိုးကျွန်တော်တို့အာ total ဈေးဆွဲ column တစ်ခုရမှာဖြစ်ပါတယ်အဲ့တော့အာကျွန်တော်ပြောပြချင်တာကအခုဒီကောင်ဒီเนาะကျွန်တော်တို့အခုသုံးတဲ့စနစ်ဒီအရန်နဲ့အဆင်ပြေတယ်ဆိုကြပါစို့ဒီနာမည်သုံးခုလုံးကျွန်တော် double click ပေးပြီးတော့မှတ်လိုက်မယ်ကျွန်တော်ရဲ့ reporting table ကအလိုလျောက်ပြောင်းလဲသွားတယ် control z ပြန်နိုင်မယ်ဒါမှမဟုတ်ကျွန်တော်လူအစ်စ်တစ်ယောက်ထပ်ထည့်မယ်ဟိုမှာပေါ့เนาะ အမ UNG မှာအောင်သူလို့ပဲထည့်လိုက်မယ်เนาะ AUNG အောင်အောင်သူနောက်ပြီးရင် AUNG အောင် AUNG အောင်ကျွန်တော်တို့ဖန်တီးတဲ့စနစ်ရဟောဒီမှာအောင်အောင်ပြီးမှအောင်သူလာတယ်တခါလဲ sorting မှာစီပေးထားတော့တွေ့ရပါလိမ့်မယ်ခေါင်းပါပြီဒါကတော့ကျွန်တော်တို့ chief accountant နဲ့ finance manager တွေသုံးသင်းတဲ့နီလန်းဖြစ်ပါတယ်အော်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်တွေကိုအချိန်ကုန်ခံပြီးတော့လေ့လာပြတာကျေးဇူးတင်တယ်အလောက်ကန်နေအစဉ်ပြေကြပါစေနောက်ပိုင်းသင်ခန်းစာတွေမှာကျွန်တော်ပြန်တွေ့ကြမယ်နော်